မြန်မာထမင်းနဲ့ဟင်းမစားတတ်တော့လို့ဆူရှိပဲစားတတ်တော့ရယ်ဆိုရယ်မေလာတန်စင်ပရိသတ်များလုံးမဲ့မင်္ဂလာပါကျမတို့မြန်မာလူမျိုးတွေရဲ့အတွက်ထမင်းဆိုတာကမရှိမဖြစ်အဓိကအစားအစာတစ်ခုပါနော်ထမင်းအသက်9ရက်ဆိုတဲ့စကားပုံတော်ရှိတဲ့အထိပါပဲရှင်ဒါပေမဲ့ဒီနေ့မှာတော့ထမင်းမြင်ရင်ချက်သိမ်းထားတဲ့မြန်မာထမင်းနဲ့ဟင်းကိုမစားတတ်တော့ဘဲဆူရှိကိုပဲရွေးချယ်ဖြစ်တော့တယ်ဆိုတဲ့နည်းပညာရှင်တယောက်အကြောင်းကိုပြောပြပေးချင်ပါတယ် ူကတော့အစောတော့မေလာတန်စင်ပဲဖြစ်ပါရဲ့ရှင်အားလုံးပဲအံ့ဩသွားကြတယ်မလားရှင်ကျမတို့လည်းပထမဆုံးကြားတော့ကအဲ့ဒီအတိုင်းပဲမေလာတန်စင်ကငငယ်ကတော့မိဘတွေခွန်ကျွေးလို့ထမင်းစားခဲ့ပေမဲ့အရွယ်ရောက်လာတဲ့အခါမှာတော့ထမင်းနဲ့တဖြည်းဖြည်းဝေးကွာသွားခဲ့တယ်လို့ဆိုပါတယ်သူအတွက်အထူးဆန်းဆုံးအချက်ကထမင်းနဲ့ဟင်းကိုရောပြီးမစားတတ်တာပါပဲကျမတို့အများစုကထမင်းပကံတဲကိုဟင်းတွေထည့်အရေးလေးစားပြီးနယ်ဖက်စားကြတာပါပဲမေလာတန်စင်ကတော့အဲ့လိုလုံးဝမစားတတ်ပါဘူးတဲ့ရှင်သူစားတဲ့ပုံစံကထမင်းကိုဗစက်ထည့်အရင်ထည့်ပြီးမှဟင်းကိုဇုံးနဲ့တသက် ခက်ဆရာမျိုးပါရှိဒီလိုထူးခြားတဲ့အလေးထားနဲ့ကြီးပြင်းလာခဲ့ပြီးနောက်ပိုင်းမှာတော့ထမင်းစားခြင်းကလူကိုဝါစီရယ်ဆိုတဲ့အချက်ကြောင့်ထမင်းကိုလုံးဝဖျက်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ကသူ့ဘဝအတွက်အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ရပါထမင်းအစားစံပြုတ်ဆူရှိနဲ့အခြားသရေစာမုတ်တွေကိုပဲအစားထိုးပြီးတဲ့နောက်မှာသူ့ရဲ့ခန္ဓာကိုယ်အချို့ဆက်ကတိတိတသားပြောင်းလဲလာခဲ့ပါတယ်အချိန်တော်အတွင်းမှာကိုယ်အလေးချိန်ကျဆင်းသွားပြီးအရင်ကလိုပါဖောင်ဖောင်နဲ့ချစ်စရာကောင်းတဲ့ကလေးမျက်နှာလေးပြောက်ပြီး V shape မျက်နှာတော်တော်လေးနဲ့လှပတဲ့မမတယောက်ပုံစံကိုပြောင်းလဲသွားခဲ့တာပါဒ ီလိုပြောင်းလဲဖို့ကလည်းလွယ်တော့မလွယ်ကူခဲ့ပါဘူးနော်။အနေပညာရှင်တယောက်အနေနဲ့ပိတ်ကားပေါ်မှာအများနဲ့လှပနေဖို့ကအရေးကြီးတာကြောင့်မေလသက်စင်ကသူ့ရဲ့အလှပအတွက်အများကြီးအပြစ်မှန်ခံခဲ့ရပါတယ်။ထမင်းမစားဘဲနေလာရတာကြတော့ဗိုက်စာရာမျိုးတော့မရှိတော့ဘဲနိုင်ပေါင်းများစွာအစာမစားဘဲနေလာနိုင်တယ်လို့ဆိုပါတယ်။သူ့ရဲ့စူးစမ်းအထောက်အမှုကတော့တကယ်ကိုအမခံမှာပဲရှင်။ဒါပေမဲ့သူ့ရဲ့ပြောင်းလဲမှုကဒီတစ်ခုတည်းနဲ့မရက်တန်သွားခဲ့ပါဘူး။ပုံမှန်ပြီးပြည်စုံတဲ့အလှတရားကိုပိုင်ဆိုင်ဖို့အတွက်နိုင်ငံသားမှာမျက်နှာပြုပြင်ခွဲစိတ်မှုတွေကိုပြုလုပ်ခဲ့သေးပါတယ်။နာရန်လေးကိုပို့ပေါ်အောင် မေယိုလေးကိုပို့သွဲသွားအောင်ခွဲစိတ်ပြီးတဲ့နောက်မှာတော့အရင်ကမေလတန်ဆင်တဲ့လုံးဝမတူပဲနင်းချက်ပြီးဆွဲဆောင်မှုရှိတဲ့မျက်နှာလေးကိုပိုင်ဆိုင်လာခဲ့ပါတယ်။ဒီလိုခွဲစိတ်ရတာကနာကျင်မှုထံကိုအတော်လေးခံနိုင်ရရှိမှဖြစ်မှာပါ။ဒါကြောင့်မေလတန်ဆင်ကသူ့ကိုယ်သူယုံကြည်မှုပို့ရှိစေဖို့အတွက်ငွေအားလူအားတတိတွေအများကြီးမွေးပြီးရင်းနှီးခဲ့ရပါတယ်။ဒီလိုပြောင်းလဲမှုတွေအပေါ်မှာတော့ပရိသတ်တွေရဲ့အမြင်ကနှမျိုးကွဲနေခဲ့ပါတယ်။တချို့ကတော့အရင်ကပေါဖောင်ဖောင်လေးနဲ့မခွဲစိတ်ခင်ကပုံစံကိုပို့ပြီးချစ်ဖို့ကောင်းတယ်လို့ပြောနေကြသလုံးအခုလိုဗီရှိတ်မျက်နှာလေးနဲ့ကြတော့ပို ပြီးထက်မြက်တဲ့တင်းငင်ရင်းချက်တဲ့အလှမျိုးနဲ့အရန်ကြီးလို့ကောင်းနေဆိုပြီးချီချူးချောက်သူတွေကလည်းအများကြီးပါပဲဘလိုပဲဖြစ်ဖြစ်အဓိကကတော့မေလာတန်စင်ကိုရိုင်းသူ့ရဲ့အသွင်ပြင်သစ်ကိုယုံကြည်မှုအပြည့်ရှိနေတာပါပဲ ကဲဒီနေ့မှာတော့မြန်မာတို့ရဲ့အဓိကအစားအစာဖြစ်တဲ့ထမင်းကိုဆက်လုပ်ပြီးသူ့ရဲ့အလှပနဲ့အနှွေပညာလမ်းကြောင်းအတွက်အရာရာကိုအပြစ်မှန်းခံစူးစမ်းခဲ့တဲ့မေလောက်သံစင်အကြောင်းကိုဝင်မြောက်ပေးခဲ့တာဖြစ်ပါတယ်။လှပဖို့အတွက်ဒီလောက်ထိအနစ်နာခံနိုင်တဲ့သူ့ရဲ့စိတ်ဓာတ်ကိုလေးစားဖို့ကောင်းသလိုတချို့ကတော့ကျမ်းမာရေးအတွက်စိုးရင်ပေးနေကြတာတွေလည်းရှိပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြည်သက်တို့ရဲ့အမြင်ကိုလည်းခေါမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင့်။ မေလောက်တန်စင်ရဲ့အရင်ပုံစံနဲ့အခုပုံစံဘယ်ဟာကိုပိုသဘောကျပါသလဲနော်သူရဲ့ထမင်းမဆားရဲ့အလေးအထောက်ပေါ်ရောဘလို့ထင်မြင်မိပါသလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆလတ်ပီဆလတ်ဘရီတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ